ကိုတို့တိတရပါညီမပေးရှိရပါတော့ညီမနေတာမဲပုံးပါထင်တယ်နော်အဲဟုတ်ပါတယ်ဟိုဆိုတော့အလုတ်တွေပါဒီခေါ်တာအလုတ်ရှာတဲ့အပိုင်းနေမှာဆိုလို့ရှိရင် best state ကပို့ပြီးတော့ chance ပုံများလဲဒါမှမဟုတ် best state ပဲဖြစ်ဖြစ်အတူတူပဲလားအဲ့ဒါလေးသိချင်ဆိုလိုတာဥမာဟိုဟို PR ရသွားပြီးတော့ local OC ထဲမှာအလုတ်ရှာမယ်ဆိုရင် PR pass ကင်ထားပြီးတော့ visa ကင်ထားပြီးတော့အလုတ်ရှာရင်အလုတ်ရှာတိုင်းအလုတ်ကရနိုင်တာမျိုးလားမသိဘူး อ๋อยะနိုင်ရမို့ဒီ PR ဖြစ်သွားရင်ဆိုကိုကြိုက်တဲ့အလုပ်ဘာဘာမဆိုလို့လို့ရပြီဗောနောကိုပဲအလုပ်လုပ်ချင်လဲဒီဒီမှာ application တွေရှိရဗောနောအလုပ်ရှာတဲ့ app တွေရှိတယ်အဲ့မှာကိုရှောက်ပြီးရင်ပြီးဆက်ပြီးမှကိုက academic line ဆက်သွားချင်လားအဲ့မျိုးဆိုလဲဒီမှာအကြောင်းတက်လို့ရတယ်သူတို့ကအစိုးရကလည်းအကြောင်းပတ်စံချီးပေးတယ်ဗောနောဒီ PR ဖြစ်သွားပြီဆိုရင်အဲ့လိုမျိုး student loan အဲ့လိုမျိုးချီးယူလို့ရတယ်ဒါမှမဟုတ်လဲကိုကဒီသူတို့ဒီအစိုးရကလည်းတတ်မှတ်ထားတဲ့ ဒီ vocational course လေးတွေရှိတယ်ဗောနော်6လတနစ်တက်ရတဲ့ဟာတွေနာဇင်တွေရှိတယ်ပြီးတော့တခြားကိုစိတ်ဝင်စားတဲ့ဟာတွေဗောနော်အဲ mechanic တို့ပါတော့အမျိုးတွေရှိတယ်ဗောနော်အဲ့ဒီဟာတွေတက်ပြီးမှအလုပ်တွေအမျိုးရတယ်ဗောနော်ပတ်စံတွေလည်းအများကြီးရတယ်ဒီယောက်ျားလေးတွေတွေ့ဆိုရင်တော့ plumber တွေပါတယ်အမျိုးသွားကြတယ်ဒီမှာတော်တော်များများတော့ဒီ community ထဲကတင်ငင်ချင်းတွေဆိုလည်းသူတို့အရင်ဟိုဝင်ငွေကောင်းတယ်ဗောနော်အဲ့ဒီဟာတွေက plumber တွေပါတယ်ကျတော့ဟုတ်ဟုတ် full time သမားတွေအလုပ်လုပ်တဲ့ခါကျတော့ကျွန်တော်သိရသလောက်ကုမ္ပဏီတွေကသူတို့အဲ့လိုမျိုးပတ်စံစုပေးတာမျိုးပါမျိုးရှိတယ်ကြားတော့လေအဲ့ဒါတွေရော full time သမားပဲစုပေးတာလား part time သမားတွေရောရလားအာ full time or full time တွေကကျတော့ဒီ super annuation ဆိုတဲ့ဟာရှိတယ်သူတို့ရဲ့ဘယ်လိုခေါ်မလဲဟိုအသက်ကြီးသွားတဲ့ချိန်ကျရင်ပြင်ဆင်ခေါ်မလားအဲ့ဒီပတ်စံပြင်ဆင်ဟုတ်တယ်အဲ့လိုမျိုးပုံစံပေါ့ဟုတ်ကဲ့အဲ့လိုမျိုးရှိ sick leave တွေရှိတယ်သူကဒီ full time ဖြစ်သွားရေးဆိုရင် တနစ်ကိုဘယ်နည်းနားရတယ်အဲ့လိုမျိုးရှိ annual leave တို့ဘာလို့ပေါ့နော်ကိုကအဲ့ရက်ကိုကိုလျှောက်လေလို့ရတယ်ကိုအလုပ်မလာလဲပတ်စံဝင်နေအဲ့လိုမျိုးတွေပေါ့နော်အဲ့မျိုးခင်းရေးတွေရှိတယ်ပြီးတော့ work cover တွေရှိရကိုကအဲ့ဒီအလုပ်ထဲမှာ injury တွေဘာတွေဖြစ်သွားပြီဆိုလဲဒီအလုပ်ကနေသူတို့တာဝန်ယူပေးတယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်ဩအလုပ်လုပ်ရတဲ့အလုပ်လုပ်ရတဲ့အာ sorry over မှာဆိုရင်သူ့ရဲ့ flow ကဟို sweat pressure အရန်ပေးတာမျိုးရှိလားဒါမှမဟုတ်ပုံမှန်လေးပဲသွားလာလို့ ဒီမှာကတော့ work life balance ဟုတ်တယ်ပေါ့နော်ဒီနိုင်ငံကကျတော့သူတို့အေးစစ်စစ်ပဲဒီကဩစတြေးလျတွေကလည်းအလုပ်အရင်သူတို့မလုပ်ကြအောင်လုပ်တော့လုပ်တယ်တဲ့စနေတင်းကနေဆိုသူတို့အလုပ်မလုပ်ဘူးဒီ Friday လို့ဘာလို့ဆိုအခုဆို holiday season ပေါ့နော်အခုဒီ November December January လို့ဆိုသူတို့အလုံးဝကိုအလုပ်ကိုမလုပ်တော့တာအဲမျိုးရှောက်သွားနေရောသူတို့ကသူတို့အလုပ်ကလုပ်တော့လုပ်တယ်ဒါပေမဲ့အရင်မလုပ်ဘူးသူတို့က family time အရင်ဦးစားပေးတယ်အဲလိုမျိုးဟုတ်တယ် work life balance ရှိတယ်ပေါ့ကိုက manager ဆိုတဲ့မျိုးကြောက်နေရတာမျိုးမဟုတ်ဘူး ဟိုကသမင်းအတူတူစားလို့ရအဲ့လိုမျိုးနေနော်သူ့သူ့နာမည်တက်ခေါ်လို့ရအဲ့လိုမျိုးကွအာမစ္စတာဘာညာဘော့စ်အဲ့လိုမျိုးတွေပြောဆရာမလို့သူ့နာမည်မိုက်ကယ်ဆိုတဲ့မိုက်ကယ်အဲ့လိုမျိုးတငယ်ချင်းလို့ပေါင်းလို့ရတယ်ဗောနော်အဲ့လိုမျိုးပုံစံဟုတ်တယ်ဒီမှာအရင် friendly ဟုတ်တယ်ဗောနော်ဒီနိုင်ငံက work life balance ရှိတာဗောနော်အဲဟုတ်တယ်ဟုတ်ပါတယ်ဟုတ်ပါကလေလက်ရှိထိုင်းနိုင်ငံမှာနေရပေါ့နော်ဒီမှာကတော့ scale visa နဲ့နေရဆိုတော့အာနှစ်နှစ်တော့ရှိဘူး scale visa နှစ်နှစ်ရှိတယ်ပေါ့နော်ဆိုတော့ဟိုကျမကဒီကနေပြီးတော့တဆင့် oxy drive မှုအတွက်လဲကျမအရင်ဆုံး အော်ဆီဂျင်ကိုဆောက်ရစဉ်းစားရတယ်ဒါပေမဲ့ဒီမှာဒီနိုင်ငံလာပြီးတော့အရင်ဆုံး experience ယူလိုက်တာပေါ့နော်ယူရခါကျတော့ဒီမှာ skill visa နဲ့ဒီနှစ်နှစ်ရှိတယ်ပြီးတော့ကျမ sit.com မှာကျမနဲ့ကြိုက်တဲ့အလုပ်ကိုရှာထားပြီးသားရှိတယ်ပေါ့အဲ့တော့ကျမကဒီညီမလေးကိုမေးချင်တာဒီညီမလေးလည်းပါတယ်အကောင့်လေးဒီမှာရှိနေတာဆိုတော့လေကျမကကျမကခုနရှင်းပြသွားတဲ့482 186 2နဲ့ပဲ join မိလာတာအဆင်ပိုအဆင်ပြေရလားဟုတ်ကဲ့အဲ့ဒါလေးမေးချင်တာဟုတ် ဟုတ်ကဲ့ဖိုးရီတူနဲ့အဆင်ပြေလားဆိုတော့အဓိကကအမရဲ့အလုတ်ကင်ပေါ်မှာမူတည်ရပေါ့နော်အမကဘာအလုတ်ကင်မျိုးစားလေးဖြစ်မလဲမသိဘူးနော်နည်းနည်းခံမှန်းပေးကြည့်ရအောင် education ဘက်ကပါဟုတ် education ဘက်ကပါ education ဘက်ကဩ education counselor လိုမျိုးအဲ့လိုမျိုးလားမသိဘူးနော်ဟုတ်ကဲ့ education counselor လေးရတယ် UO special need တွေတင်တာလေးရတယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့ teaching ဘက်ကလားမ teaching ဘက်ကအားလေးချိုင်းဟို teaching တော့အဲ့လိုမျိုးလားမဟုတ်တယ်ရှင်ဟုတ်တယ်ဟုတ် အာတီချင်းဘက်ဒီဆိုအလီချိုင်းဟူတီချင်းလို့ဆိုလို့ရှိရင်တော့ပေါ့နော်ဒါဩစတြေးလျကသူတို့သက်ဆိုင်ရာ registration တွေပါလိုအပ်တယ်ပေါ့နော်သက်ဆိုင်ရာ registration license လိုအပ်တယ်ပေါ့နော်သူတို့နိုင်ငံရဲ့တီချင်း career ကိုသွားမယ်ဆိုလို့ရှိရင်ဒါသူတို့နိုင်ငံရဲ့အဲတရားကြလို့နေနဲ့အရင် professional occupation ဖြစ်တဲ့အတွက်ကြောင့်တီချင်းကိုသွားမယ်ဆိုလို့ရှိရင်အလီချိုင်းဟူတီချင်းကအာသက်ဆိုင်ရာ license registration ဩစတြေးလျအတိမတ်ပြုတဲ့ဟာမျိုးကိုအမှဖြေရမှာမျိုးကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိမယ်အင်္ဂလိပ်စာတွေပါလေ skill assessment လုပ်ပြီးဆိုလို့ရှိရင်အင်္ဂလိပ်စာ banks ကလည်းအနည်းဆုံး7လောက်ရှိတယ် ချဖို့လိုတယ်ပေါ့နော် skill assessment အရင်ဖြည့်ပြီးမှဒါဒါကကြတော့အမ skill migration နဲ့လည်းတွားလို့ရမယ် employer sponsor visa နဲ့ဒီ early childhood လိုမျိုးကကြတော့သိကြတယ်အမအလုရှာပြီးအလုရှောက်ရင်တောင်မှအမရဲ့အလုရှင်ကအမမှာ skill assessment ရှိလားဆိုရယ် positive outcome ရှိလားဆိုပြီးတော့သူတို့မေးလိမ့်မယ်ပေါ့ဆိုအမအနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးတွားကျင်တယ်ဆိုလို့ရှိရင်နော်အာ skill assessment တော့အရင်ပြင်သင့်တယ်ပေါ့နော်အလုနဲ့တွားတာကတော့အဲ့လိုမျိုးတော့အကြံဉာဏ်ပေးခြင်းနဲ့ရှင့်နည်းနည်းတော့အော်ဟုတ် offshore ကနေ train နဲ့အားလေးချိုင်းဟူကတော့နည်းနည်းတော့ committed တော့ဖြစ်တယ်ပေါ့နော်ဒီ onshore သမားတွေကတော့ chance ပိုများတယ် Aussie မှာပဲကြောင်းပြီးထားတယ် Aussie ကကြောင်းတွေ့ကြုံနေဆိုလို့ရှိရင်တော့ Aussie မှာဆိုလို့ရှိရင်တော့ကြောင်းပြီးတာနဲ့ကိုချက်ချင်းအားလေးချိုင်းဟူကတန်းပြီးတော့ register လုပ်ပြီးတော့ train လို့ရတာမျိုးပေါ့နော်ဘာလို့ဆိုတော့သူတို့ရဲ့ Aussie education background ရှိတာဖြစ်တဲ့အတွက်ကြောင်းပေါ့နော်ဒါကအပြင်က train offshore ဆိုရင်တော့ဟိုဟိုမနောက်ဆုံးနားထားတာက Aussie ကဟိုအမဟို Aussie ကကြတော့ အာသူ့စီရဟာကိုပို့ပြီးတော့ကြိုက်တယ်ဆိုရင်အမအဲ့မှာပဲတနည်းတော့ပြတက်လို့ရမျိုးတက်ပေါ့တက်ပြီးတော့ပဲအမနေပြီးတော့အဲ့လို join ရောအဆင်ပြေလာဒီမှာ experience လည်းရှိထားပြီးသားအကုန်လည်း recommendation လည်းဒီမှာအမဒီမှာက strong recommendation လည်းရှိတယ်အမမြန်မာနိုင်ငံမှာလည်း strong recommendation ရှိတယ်ဒီထိုင်းနိုင်ငံမှာလည်းခုဒါအမလုပ်နေတဲ့အကြောင်းကဒီထိုင်းနိုင်ငံရဲ့ top 10ထဲမှာပါတယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းရဲ့ recommendation လည်းရှိတယ်။မ recommendation လည်းအကုန်လုံးကကောင်းတယ်ပေါ့နော်။အဲ့တော့အဲ့ဒါကိုပဲပြပြီးအမဒါပေမဲ့ OC အတွက် eligible ဖြစ်အောင်လို့တနေ့ eligible မှာတနေ့ကြောင်းတက်ဖို့လိုရဲဆိုလဲမှတက်ပြရမလားအဲ့လိုမျိုးပေါ့အဓိကအဲ့လိုမျိုးနေနေကျင်တာဟုတ်ကဲ့အဲ့လိုမျိုး OC မှာ early childhood career ဆိုလို့ရှိရင် OC မှာကျောင်းတက်လိုက်တာတော့ပိုအဆင်ပြေတယ်ဒါပေမဲ့တခုရှိတာကပေါ့နော်ကျောင်းတက်လိုက်တာအဆင်ပြေတယ်ရှိမှာအမပြောသွားတယ်လို့မျိုးပဲ student visa လေးကတော့နည်းနည်းလေးတော့ risky တော့ဖြစ်တယ်အမအနေနဲ့ try တော့ try ကြည့်လို့ရတယ်ပေါ့နော်ဘယ်လိုမျိုးလဲအဘရဲ့ education background ကိုလည်းကြည့်ဖို့လိုလိမ့်မယ် early childhood ဟိုဒီ course တွေကိုရှောက်မယ်ဆိုလို့ရှိရင်အမရဲ့ background ကဥမာဒီမှာမြန်မာပြည်မှာဆက်ဆက်တဲ့ education bachelor တက်မှာလား master ရှောက်မှာလားပေါ့နော်ဒါသူတို့ကလည်း blind လက္ခဏာမျိုးမဟုတ်ဘူးအမရဲ့ education background ကို check မှာပေါ့နော်သူတို့ရဲ့ attitude requirement ကိုမိဖြစ်မှာလားသက်ဆိုင်ရာအမအနေနဲ့ဆိုလို့ရှိရင်တော့ဒီ Alex Chang ဟူရဲ့အာ advanced diploma တော့မှီနိုင်တယ် certificate တော့တန်းတော့မှီနိုင်တယ် bachelor တန်းတော့မှီနိုင်တယ်ဆိုတာမျိုးကကြတော့ဒါအကြောင်းလျှောက်ကြည့်မှာပဲအမရဲ့ transcript တွေပါလေကိုကြည့်ပြီးမှာပဲဒါကအကြောင်းကဆုံးဖြတ်မှာဖြစ်တယ်ပေါ့နော် ဟိုဘက်ကျောင်းနယ်ပဲအားလေးချမ်းမှုနယ်ပဲအမအော်စီစတန်ဒတ်နဲ့ဖြစ်သွားပြီဆိုလို့ရှိရင်တော့မှန်တယ်ပိုလဲသွားပြီပေါ့နော်အားလေးချမ်းမှု carrier ကဟုတ်ကဲ့ပါအဲ့တော့နောက်မှပဲဟိုက ပြောမှာပေါ့နော်ငါတို့ consultant နဲ့ပဲအသေးစိတ်လေးအမရဲ့ personality detail လေးတွေဥမာ education နဲ့တွားမယ်ဆိုလို့ရှိရင်လည်းအမရဲ့ transcript တွေပါတယ်တစ်ချက်ပြပြီးနောက်မှရှိရင် occupation အလုပ်ကိုင်းနဲ့တွားမယ်ဆိုလို့ရှိရင်လည်းအမရဲ့လုပ်သက်တွေ့ကြုံတွေ JD တွေကဘယ်လို occupation ဘယ်လို position နဲ့ match ဖြစ် match ဖြစ်မယ်လဲဆိုတာလေးကိုတစ်ချက်ပေါ့နော် consultant နဲ့အသေးစိတ်တစ်ချက်ပြောကြည့်လိုက်ပါအမရဲ့ personality detail လေး share ပြီးတော့လေဟုတ်ကဲ့ပါရှင်ကျေးဇူးများကြင်ပါတယ်နော်ဟုတ်ကဲ့ပါ